ဒီအမျိုးသမီးကတော့ကိတ်သားနဲ့ဘယ်အရာမှစိုးပြုတ်လုံနိုင်တဲ့သူတူပါကြည့်ကြည့်လိုက်ပါအခုသူကင်ထားတာကအုတ်ခဲတစ်လုံးမဟုတ်ဘဲနဲ့ကိတ်သားနဲ့လှုပ်ထားတဲ့စားစရာမုံတစ်ခု ဖြစ်ပါတယ်ပြီးတော့သူမစည်းလာတဲ့ကားတိုင်ယာဟာဆိုရင်လေကိတ်မုံနဲ့လှုပ်ထားတာဖြစ်နေပါတယ်အခုမြင်နေရတာကအရန်ကြီးတဲ့ဘာကားတစ်လုံးလို့ထင်ရပေမဲ့တကယ်တမ်းဒါကလည်းကိတ်တစ်လုံးပါပဲတဲ့ရှင်ဒလို့အစင်းနဲ့တူလုံးအောင်လေသူမကအချိန်တွင်အများကြီးအနုစိတ်ဖန်တီးထားရတာဖြစ်ပါတယ် ပြီးတော့ရေထဲကငါးကိုယ်တော်မှငါးအဆက်တင်နဲ့ခွဲလို့မရအောင် ပုံတူလုပ်ပြနိုင်ပါသေးတယ်။အခုဆိုရင်တော့သူမကရေနွေးအိုးတဲနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းအဲ့ဒီရေနွေးအိုးဟာလည်းကိမ့်မုံကြီးတစ်ခုဖြစ်နေပါတယ်။ဒီထရမှာအထူးကြဆုံးကတော့လူနေဒီရွက်ပြန်တဲတော်မှချွတ်ချွတ်တူအောင်လို့ကိမ့်နဲ့လုံနိုင်တာပါ။အခုလိုရှိရှိသမျှမျက်စိနဲ့မြင်သမျှတွေကိုကိမ့်မုံတွေနဲ့ပုံစံတူဖန်တီးနိုင်တဲ့သူကိုမလေးစားဘဲနဲ့မနေနိုင်ပါဘူးရှင်။ ်သူမက delivery အနုစိတ်ပြုလုပ်နိုင်အောင် အချိန်တွေအများကြီးအကုန်ခံတင်ယူခဲ့ရတယ်လို့လည်းသိရပါဗျ။ပရိသတ်ကြီးတို့ရောသူရဲ့လက်စွမ်းနဲ့လက်စာတွေကိုဘလို့ထင်မြင်မိပါသလဲရှင်။နေစဉ်ဘ ഹു သူတာတွေကိုတင်ဆက်ပေးနေတဲ့ခိုင်နှုံးရဲ့ page ကိုလည်း like and follow subscribe ကောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။ ဒီလိုမှတော့လမ်းလေးပေါ်မှာ 3D ပကြီးရေးဆွဲနိုင်တဲ့သူဖြစ်ပါတယ်။သူ့ရဲ့ 3D လေယာရေကတကယ်အစဲလို့ထင်ရပြီးအခုဖြတ်သွားနေတဲ့ခွေရတော်လမ်းအောင်းမိပြီးတော့ဖြတ်သန်းနေရတာတွေ့ရမှာပါ။အခုဆက်ပြီးတော့သူဆွဲထားတဲ့ဒီ 3D တွေကိုကြည့်လိုက်ပါဦး။မသိရင်မြေထဲမှာအပေါက်ကြီးဖြစ်နေပြီးတော့တကယ်အပြစ်မှာဖြစ်နေတယ်လို့မျိုးကိုစင်ကြူတာပါ။ဒါကြောင့်သူ့ရဲ့လေယာရေကိုလိုင်းမော်တင်တော့မထင်မှန်ချောင်းလို့ပေါက်သွားခဲ့ရလဲဖြစ်ပါတယ်။သူက 3D ဆွဲတဲ့နေရာမှာအဖြူအမဲနှစ်ယောက်ကိုအဓိကသုံးပြီးတော့အလေးအမောင်ကိုတည်တည်ချာချာဆွဲတာလို့သိရပါဗျ။ ဒီတစ်ခါမှဆွေးနွေးသူကလမ်းအောက်မှာခြံတစ်ခုဖျက်ဆီးနေတဲ့ပုံကိုဆွဲနေတာပါသူရဲ့လက်စွမ်းကြောင့်ပြီးသွားတဲ့အခါမှာတော့တကယ်ဖြစ်နေတယ်လို့ကပုံစံတူသွားပါတော့တယ်ဘလောက်တောင်လဲဆိုရင်တော့စိတ်တွေတောင်မှရှေ့မှာချောင်းရှိတယ်မှတ်ပြီးလက်မိကိုခုံဆင်းသွားတာတွေ့ရမှာပေါ့နော်ဒီလိုမျိုးရေချဲမျိုးမျိုးရှိတဲ့သူ့ရဲ့လက်စတွေကိုပရိသတ်တို့နှစ်သက်ကြပါသလားရှင့် အခုလောဘဟုသုတရတွေကိုတင်ဆက်ပေးနေတဲ့ခိုင်နှုတ်ရဲ့ Asia Entertainment Creation Channel လေးကိုလည်း like and follow subscribe like and share ခလုံးလေးနေပြီးတော့အားပေးသွားကြပါအောင်ရှင်။နောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြပါမယ်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ။ဒါကတော့ဂျပန်ရိုးရာဆာရိုမိုနိုသစ္စာနေတမျိုးဖြစ်ပါတယ်။ဒီနေ့အတန်တွေမူလီတွေကော်ရီလိုမျိုးဂျားကန်အကူပစ္စည်းမပါဘဲနဲ့သစ္စာတဲ့နေဖြစ်ပါတယ်။တချောင်းတွေကိုတချောင်းနဲ့တချောင်းဆက်သွားဖို့အတွက်အခုလိုပုံသွင်း shape တွေကိုတေချာလိဖြစ်ရတာဖြစ်ပါတယ်။ ဒလို join ထားတဲ့တဲ့ပိုင်းစရိယာဆိုရင်တော့လုံးဖို့လည်းခက်ခဲသလိုထင်သလောက်လည်းရိုးရှင်းမနေပါဘူးနော်ဂျပန်မှာဆိုရင်တော့ဒီနည်းပညာတွေကိုလွန်ခဲ့တဲ့20ချီကလေးကအသုံးပြုခဲ့ကြတာပါအထူးသဖြင့်အလားစင်လုပ်ငန်းတွေနဲ့ပရိဘောဂတွေမှာအသုံးများကြပါတယ်ပြီးတော့ဒလို့တဲ့အပိုင်းတွေကိုပုံဖော်ဖို့အတွက်နှစ်တွေချီပြီးလေ့ကျင့်သင်ယူရတယ်လို့သိရပါတယ်ပုံဖော်ရေးနေရာမှာအတိုင်းတားလေးတစ်ခုလက်လေးတစ်စက်လောက်မှားသွားပြီဆိုတာနဲ့ဘာမှသုံးလို့ရတာမှမဟုတ်ပါဘူးရှင်။ ဒီနည်းပညာမှာဆိုရင်တော့ join တွေကိုပုံဖော်တဲ့ shape အမျိုးမျိုးရှိနေပြီး shape လားလေပို့ပြီးတော့ဈေးကြီးလေလို့လည်းသိရပါတယ်ဆိုတော့တန်တို့ကော်တို့မူလီတို့မပါဘဲနဲ့အသက်တွေကခိုင်မမလားတကယ်တော့ဒီနည်းပညာနဲ့ဆက်ထားတဲ့အသက်ချောင်းတွေကအချင်းချင်းကုတ်တွေထားသလိုဖြစ်တာကြောင့်ခိုင်မာမှုလည်းရှိပါတယ် ပရိတ်တိုက်တို့ရောဒီဂျပန်နည်းပညာသစ္စာနည်းတွေကိုဘလို့ထင်ကြပါသလဲအခကောမလီမှာပြောခဲ့ပါအောင်ရှင်နောက်တစ်ခါရဲ့ Asia Entertainment Creation Channel မှာပြောင်းလဲဆုံးတွေ့ကြပါရင် Like and Follow Subscribe ခလုံးလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်အမြဲချစ်ခင်လို့ကျေးဇူးပါရှင်